ဒီနေ့ော်လီ Darius Farouk ရဲ့ Win Your Inner Battles ဆိုတဲ့စာအုပ်ထဲကကောင်းနှုတ်ချက်တချို့ကိုကြည့်ကြရအောင်အထူးသဖြင့်ကိုယ်အသွေးစိတ်ထဲကစိန်ခေါ်မှုတွေပေါ့ကြောက်စိတ်ကိုဘယ်လိုရင်ဆိုင်ကျော်လွှားမလဲဆိုတာမျိုးဆွေးနွေးကြည့်ချင်ပါတယ်ကောင်းပါတယ်ဗျဒီဆွေးနွေးမှုကနေအဲကြောက်စိတ်ဆိုတာဘာလဲပူနားလဲလာပြီးတော့လက်တွေကြကြဘယ်လိုစီမံခန့်ခွဲမလဲပူပြီးအတိတ်ပဲရှိတဲ့ဘဝနေနေစီဘယ်လိုသွားမလဲဆိုတဲ့ အချက်လေးတွေထုတ်ကြည့်ကြတာပေါ့စိတ်ဝင်စားဖို့ကောင်းလာကစာရေးသူကကြောက်စိတ်ကိုလေကိုယ့်ရဲ့အကြီးဆုံးအသွင်းရည်သူအဖြစ်သတ်မှတ်ထားတာပဲเนาะဟုတ်ပါတယ်လူတိုင်းကြောက်စိတ်ခံစားရတာပဲဒါပေမဲ့အဲ့ဒီကြောက်စိတ်ကပဲကိုယ်ရည်မှန်းချက်တည်းစီတွားတဲ့လမ်းကိုပိတ်ဆို့တတ်တယ်အမ်မိုက်ကယ်ဂျော်ဒန်ပြောခဲ့သလိုပေါ့ကန့်တတ်ချက်တည်းဟာကြောက်စိတ်ကြလို့ပဲအများစုက စိတ်ရဲ့ထင်ရောင်းထဲမှာဖြစ်မှုတစ်ခုသာတဲ့ဟွန်းအဲ့ဒီအချက်မှတ်သားစရာပဲ ဟုတ်တော့ဟုတ်တယ်ရှေရုံးကတော့ကြောက်စိတ်က NDA ကိုတိဖို့ကာကွယ်ဖို့အထုံးဝင်ခဲ့မှာအေးဟုတ်တယ်ဒါပေမဲ့စာရေးသူက ထောက်ပြန်တယ်ဒီနေ့ခေတ်မှာတော့အဲ့ဒီတွန့်ပြန်မှုက အကာအကွယ်ထက်အနောက်ရှက်ဖို့ဖြစ်နေတတ်တယ်ဟုတ်ပါဥမာအစည်းအဝေးမှာကိုယ်အမင်ပြောဖို့ဒါမှမဟုတ်အလို့အစ်ပြောင်းဖို့အဲ့လိုမျိုးတွေမှာဝင်လင်းနေတာပေါ့ဆိုတော့အဲ့ဒီကြောက်စိတ်ကိုရင်ဆိုင်ဖို့ပထမဆုံးအရေးကြီးတာကဆုံးဖြတ်ချက်ချဖို့ပဲလို့စာရေးသူကဆိုတယ်အချင်းလေးသူများကိုအပြစ်တင်နေတာထက် ကိုဘကဘာလုပ်နိုင်တယ်လဲဆိုတာကိုအာယုံဆိုင်ဖို့ကိုဘဝအတွက်ကိုတာဝန်ယူဖို့ responsibility ယူဖို့အလေးပေးထားတယ်ဒါပေမဲ့လေတခါလေကိုလုံးဝမထင်းချုံနိုင်တဲ့အခြေအနေလည်းရှိတတ်တယ်မို့လားဥမာမျောလင့်နိုင်ထွက်လာတာမျိုးပေါ့အဲ့ဒီခါကျဒီတာဝန်ယူမှုဆိုတာဘယ်လိုလက်တွေ့လုပ်ရမလဲအဲ့ဒီသဆောက်ထဲမှာလမ်းညွှန်ချက်သုံးခုပေးထားတယ်စိတ်ဝင်စားဖို့ကောင်းတယ်ကိုမကြိုက်တဲ့အခြေအနေဆိုရင်တက်အခြေအနေကိုပြောင်းဖို့စ조사ပါအင်း အဲ့ဒီကနေထထုတ်လိုက်ပါဟုတ်ပြီကဲမပြောင်းနိုင်ဘူးမထွက်နိုင်ဘူးဆိုရင်တော့အဲ့ဒီမှာဆက်နေဒါမဲ့ဒါမဲ့ပါလေငင်းညူနေတာကိုလုံးဝရက်ပစ်လိုက်ပါတယ်ဒါလဲတောင်းယူမှုရဲ့တပိုင်းပဲအော်အဲ့လိုကိုဒါစိတ်ဝင်စားကြပဲဟုတ်တယ်ဒီအချက်နဲ့ဆက်ဆက်ပြီးတော့ stoicism အတွေ့အခေါ်ကိုသုံးဖို့လည်းအကြံပြုထားတယ်ဗျာအဓိကတော့ကိုမထိန်ချုပ်နေတာတွေပေါ့သူများကိုဘလို့ထင်မလဲတို့စီဝိုင်းအတက်အကြားတို့ဟုတ်ကဲ့ အဲ့ဒါတွေတော့စူးရင်နေတာတွေလျှော်လीကိုအပြည့်ဝထင်းချုံနိုင်ပြည့်ကိုရဲ့လောက်ရကိုတဘောထားကိုကျုံပြတ်မှုတွေကိုပဲအာယုံဆိုင်ဖို့လေอืม stoicism ကဒီလို twin side တိုက်ပွဲတွေရဲ့တော်တော်အတွန်းဝင်မဲ့ပုံပဲเนาะမှန်ပါတယ်အပြူမှာပါပဲဖြစ်ဖြစ်ကိုအတွင်းစိတ်တည်ငြိမ်မှုကိုရဲ့မှန်ကန်တဲ့လှုပ်ဆောင်မှုဒါကိုပဲအဓိကထားတော့ ကြောက်စိတ်ရဲ့လှည့်စားတာတွေကိုပို့ပြီးခံနိုင်ရရှိစေတယ်။ Marcus Aurelius ပြောခဲ့တယ်လို့ပေါ့ကိုတကယ်ပိုင်တာကိုစန္ဒာကိုတဘောထားကိုစင်ကြီးတုံတရားနဲ့ကိုစိတ်ပိုင်းဖြတ်နိုင်စွမ်းမယ်ဆိုတာမျိုးဟုတ်ပါတယ်အခုခေတ်လိုတရင်ချက်လက်တွေတောင်းဆိုမှုတွေများတဲ့အချိန်မှာ Marcus Aurelius ပြောတယ်လို့ကိုထိန်ချုပ်နိုင်တဲ့ကိုတုံပြံဥကိုပဲအာယုံစိုက်ဖို့ကအရင်ကတည်းကတောင်ပိုအရေးကြီးလာတယ်လို့ပဲအဲလို့ပြောလို့ရတယ်အဲ့ဒါကိုတဘောပေါင်ရင်ကိုကြောက်စိတ်ကြောက်ဖြစ်တဲ့စိုးရိမ်ပူပါမှုတော်တော်များများလျော့သွားနိုင်တယ် လက်တွေ့ပိုင်းလေးဆက်ကြည့်အောင်။ဟွန်းလက်တွေ့မှာကြောက်စိတ်ကိုခြေခတ်ဖို့သူပေးတဲ့နီလန်တက်ခုကအစိုးဆုံးပါဖြစ်နိုင်တယ်လေလူကိုကိုကိုရိုးရိုးတားတားမေးကြည့်တာ။အဲ့ဒါကောင်းတယ်နော်။ဟုတ်တယ်။များသောအားဖြင့်ကိုစိတ်ထဲစိုးရင်နေတယ်လို့အပြင်မှာအခြေအနေကမဆိုးဘူးဆိုတော့တွားတွေ့ရတတ်တယ်လေ။နောက်ပြီးဒီစောင်းထက်ကဂျမတရာလေးသဘောကျတဲ့ချက်တခုကရေးရချင်း competence နဲ့ယုံကြည်မှု confidence ဆက်ဆက်မှုပဲ။အဲ့ဒါရေးကြည့်တယ်ဟုတ်။ယုံကြည်မှုဆိုတာအလိုလိုရလာတာမဟုတ်ဘူး။ အရေးချင်းတကယ်ရှိလာမှခိုင်မာတဲ့ယုံကြည်မှုဖြစ်လာတာဆိုတဲ့အချက်ဟုတ်ပါတယ်ဆိုလိုတာက competence တကောင်းလုပ်မယ်ပြီးရောလက်တွေ့ဆက်မယ်အောင်မြင်မှုတွေးတွေးလေးရမယ်အဲ့ဒီကနေ confidence တက်လာမယ်ဟွန်းအဲ့ဒီနေ confidence တက်လာတော့နောက်ထပ်လုပ်ကြည့်ဖို့အားထည်တော့မှန်ပါတယ်အဲ့ဒါကြောင့်နောက်တစ်ချက်ကတေးသေးလေးကစလုပ်ဖို့ start small တိုက်တွန်းထားတာရင်မှတ်ချက်ကအကြီးကြီးဖြစ်နိုင်တယ်ဒါပေမဲ့စလုပ်တဲ့အခါတေးသေးလေး ကိုနိုင်တဲ့ခြေလမ်းချင်းစတာကအရှင်ရစေတယ်ဟုတ်ကဲ့လမ်းမလွယ်လွယ်နဲ့လမ်းမလျှော့ဖြစ်အောင်ကူညီတယ်ပေါ့ဥပမာစာအုပ်ထုတ်ရေးချင်တယ်ဆိုရင်တော့နေတိုင်းစာတမျက်နှာပဲရေးမယ်ဆိုပြီးတိတိလေးစာလာမျိုးပေါ့အဲ့လိုမျိုးပေါ့နောက်အရေးကြီးတဲ့လက်တွေ့အချက်တခုကအချိန်ကိုတန်ဖိုးထားဖို့နဲ့ကို့အချိန်ကို့စွမ်းရည်ကိုကာကွယ်ဖို့နိုးလို့ပြောရဲဖို့ပဲเนาะအဲ့ဒါတော်တော်များများလို့ဖို့ခက်တဲ့အချက်ပဲဟုတ်ပါ အာနာလို yes လို့လိုက်ကန်ကိုရတကယ်အလေးကြီးတဲ့ပန်းတိုင်အတွက်သုံးရမယ့်အချိန်နေအားတွေဆုံးရှုံးထားတာသတိပြုရမယ်။နောက်ဆုံးအချက်အနည်းနဲ့ကကိုပတ်ဝန်းကျင်ရဲ့အရေးပါမှုပေါ့။ကိုအချိန်အများဆုံးပေးတဲ့အနီးကပ်ဆုံးပေါင်းမဲ့လူတွေကကိုအတွေ့အခေါ်ကိုစိတ်အပေါ်လွမ်းမှုမှုရှိတယ်ဗျာ။ဟုတ်ကဲ့ဒါကတော့တကယ်မှန်တာ။အဲ့ဒီတော့ကိုကိုအားပေးတဲ့သူအကောင်းမြင်တဲ့သူတွေနဲ့ပေါင်းသင်းနေထိုင်ဖို့ကကိုအတွင်းစိတ်တိုက်ပွဲအတွက် အရေးပါတဲ့အားတရက်တွေဟုတ်ပါတယ်ဒီချက်ဒီအားလုံးကိုပြန်ချုပ်ကြည့်လိုက်ရင်အတွင်းစိတ်စိတ်ပွဲတွေကိုအနိုင်ယူရဲဆိုတာတခါတည်းနဲ့ပြီးသွားတာမဟုတ်ဘူးပေါ့နော်ဟုတ်တယ်ကြွတားတစ်ခုကိုလေ့ကျင့်နေရသလိုပဲစဉ်ဆက်မပြတ်တတိထားပြီးကြိုးစားသွားရမယ့်ဖြစ်စဉ်တစ်ခုလို့မြင်ဖို့လိုတယ်ပေါ့မှန်ပါတယ်တသက်တာလေ့ကျင့်သွားရမယ့်အရေးအသွေးလိုပါပဲကဲနေကုန်းချုပ်အနေနဲ့နားထောင်နေသူတွေအတွက်ဆက်ပြီးစဉ်းစားကြည့်ဖို့မေးခွန်းလေးတစ်ခုထားခဲ့ခြင်းပါတယ်ဟုတ်ကဲ့အေး ြောင်းစိတ်ကိုအလိုအလျောက်တုံ့ပြန်နေကြပုံစံကနေလေခွဲထွက်ပြီးတော့ကိုယ့်ရဲ့တုံ့ပြန်မှုတွေကိုတတိတရားနဲ့ရွေးချယ်နိုင်စွမ်းရှိလာခဲ့မယ်ဆိုရင်အဲ့ဒီလိုပြောင်းလဲနိုင်စွမ်းတေးသေးလေကကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့ရေရှိရမန်းချက်တည်းရဲ့လာရကိုဘလောက်ထိများပြောင်းလဲတော့စင်နိုင်မလို့ထင်ပါလဲအင်းစဉ်းစားစရာမေးခွန်းကောင်းလေးပါပဲ။